မင်္ဂလာပါခင်ဗျာဒီနေ့ပြူမှာတော့မိုဘိုင်းလင်းချက်မှာကိုတိုင်ကိုကြပဲဓာတ်ရိုက်စိန်ဝယ်ခြင်းနဲ့ညီကိုတွေအတွက်စိန်ကိုကိုတိုင်ကိုကြဘယ်လိုမျိုးဝယ်ရမလဲဆိုတော့ကျွန်တော်ကပြန်လဲမျှဝေပြပါမယ်စိန်ဝယ်တဲ့အခါမှာကျွန်တော်တို့ကမွေပြီးရှည်ရမှာဖြစ်ပါတယ်မွေပြီးရှည်တဲ့အခါမှာပဲကိုကဗန်နေနဲ့ရှိပ်ပြီးတော့မွေပြီးမရှည်ခြင်းမူကိုရဲ့ဖုံးစင်ကက်တွေကဖုံးဝင်နေပဲမွေပြီးရှည်နေဆိုရင်လည်းဒီဗီဒီယိုလေးကလုံးဝအဆင်ပြေစေမှာပေါ့နော်ကိုရဲ့ဖုံးပေနေပဲစိန်ကိုဘယ်လိုမျိုးဝယ်ရမလဲဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့လောက်ကြည့်အောင်ပထမဆုံးအနေနဲ့ကိုရဲ့အကောင့်ထဲကိုစိန်ဖြည့်မှဖြစ် တဲ့အတွက်ကိုယ့်ရဲ့ account ID ကိုအရင်ဆုံး copy ယူပေးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ account ID ကို copy ယူဖို့အတွက်ကိုယ့်ရဲ့ account profile name ကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်။ account profile name ဝင်ဖို့အတွက်ဒီဘယ်ဘက်မှာရှိတဲ့ကိုယ့်ရဲ့ account profile name ကိုတစ်ချက်နှိမ့်လိုက်မယ်။ပြန်နေကိုယ့်ရဲ့ account ID ကိုယူဖို့အတွက်ဒီ ID ဆွဲနေရာကိုတစ်ချက်လေးထောက်ပြလိုက်မယ်။ ဒီလိုမျိုးထောက်ပြီးတဲ့အခါမှာ ID ကို copy တခါလဲ auto copy ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ကအထွေထူးမှတ်စရာမလိုဘူးပေါ့နော်တစ်ချက်ထောက်လိုက်တာနဲ့ ID နံပါတ်တွေကို auto ပဲ copy copy ဖြစ်သွားပါတယ်ဒါဆိုရင်ကျွန်တော်တို့က ID ကို copy copy သွားပြီဆိုရင်တော့ကျွန်တော်တို့စိန်ဝယ်မှာဖြစ်တဲ့အတွက်ဒီစိန်ဝယ်လို့ရတဲ့ code show website ကိုတော့ဝယ်ပြမှာဖြစ်ပါတယ်ကိုတရှိ website ကိုတော့ဖို့အတွက်ကျွန်တော်အပြင်တစ်ချက်ပြန်ထွက်လိုက်ပါမယ် site တွေဝင်ဖို့ဆိုရင်တော့ Facebook ကနေပြီးတော့တွားဝင်ရလို့ရတယ်လို့ကျွန်တော်တို့ရဲ့ Google Chrome ကနေပြီးတော့လည်းတွားဝင်လို့ရတယ်ပေါ့နော် Facebook လည်းရောက်တာနဲ့အပေါ် server မှာကျွန်တော်ရိုက်ချပေးရမှာကတော့ commercial website လို့ရိုက်ချပေးရမယ်ကျွန်တော်ကရိုက်ချပေးရဖြစ်တဲ့အတွက်နေလိုက်မယ်ဒါဆိုရင်တော့ Corecho Pay တွေကိုရောက်သွားပြီ Corecho Pay တွေရောက်ပြီဆိုတာနဲ့ Corecho website တွေကိုဝင်လို့ရပြီပေါ့နော်ဒါကတော့ Facebook ကနေမျိုးတော့ဝင်နေပေါ့နော် Google ပြည်ပြည် Chrome ပြည်ပြည်တခုခုကနေပြီးတော့ဝင်ရောက်ပြရမှာဖြစ်ပါတယ် ေါ် server မှာကျွန်တော်ရေးချပြရမှာကတော့ corrector website လို့ရေးချပြရမယ်ဒီမှာဆိုရင် corrector ပေါ်လာပြီးတစ်ချက်နေလိုက်မယ်ဒါဆိုရင်တော့ corrector website တွေကိုတွားနေပြီပေါ့နော်ဒီကနေပြီးတော့လည်းဝင်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ facebook နဲ့ဝင်မှဖြစ်တဲ့အတွက် facebook ကိုတစ်ချက်တွားမယ်အခုနောက်နေရာကိုပဲပြန်ရောက်သွားပြီ။ Corrector Pay လေးရောက်တာနဲ့အပေါ်နဲ့ဆက်တင်ပေးမယ်။ပြီးရတဲ့ C Corrector About Info ကိုထပ်ပြီးနှိပ်ပြီးလိုက်မယ်။ ဒီနေ့ရောက်ပြီဆိုရင်တော့ Corrector website တွေတော့မှဖြစ်တဲ့အတွက် www.corrector.com ကိုနှိပ်ပြီးလိုက်မယ်ဒီနေရာမှာဆိုရင်တော့ကိုက Corosho ဟာ mobile ledger အတွက်ပဲစိန်ဝင်မှာဖြစ်တဲ့အတွက် mobile ledger ကိုလိုက်ရှာပေးရမှာဖြစ်ပါတယ်။တကယ်လို့ဒီလိုမျိုးရှာတာမတွေ့ဘူးဆိုရင်တော့ဒီအပေါ်ဆုံးမှာမှန်ဘလူးလေးရှိတယ်။အဲ့ဒီနေရာရှာလို့ရတဲ့နေရာပေါ့နော်။အဲ့ဒီနေရာနှိပ်ပြီးလိုက်မယ်။ နှိပ်ပြရတဲ့ကျွန်တော်တို့က MOB လို့ပဲတုံးလို့ရိုက်ပြရတယ်ရတယ်။ပြရတဲ့ mobile leadership ရောက်လာတဲ့အပေါ်ဆုံးမှရှိတဲ့နေရာကိုနှိပ်ပြလိုက်မယ်။ဒီနေရာမှာဆိုရင်တော့ user id ရှိပါတယ် user id မှာတော့ခုနကျွန်တော်တို့စိန်ဝင်မဲ့အကောင့်ရဲ့ id ကိုဒီထဲမှာထည့်ပေးရမယ်ဒါမှလားစိန်ဝင်တဲ့အကောင့်တွေကိုသူကစိန်ဖြည့်ပေးမှာဖြစ်ပါတယ် ကျွန်တော်တို့အခုန ID လိပ်စာကို copy ကူပြဖြစ်တဲ့အတွက်ဒီ user ID ဆိုတဲ့နေရာကိုကြာကြာလေးဖိပေးလိုက်မယ်။ပြီးရနဲ့ကျွန်တော်တို့က copy ကူပြဟာကိုဒီထဲမှာထည့်မှဖြစ်တဲ့အတွက်ပတ်ကိုနှိပ်ပေးလိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့အခုန copy ကူထားတဲ့ဟာရဒီထဲကို auto ရောက်သွားမှာဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ ID ကဟောမဟုတ်ဒီချောင်းတည်ချင်နေဆိုရင်တော့ဒီလိုမျိုးလုပ်ပြီးရော ID နဲ့ဒီကိုထည့်ပြီးရောစစ်လို့ရတယ်ပေါ့နော်။ Okay ID ကိုထည့်ပြီးသွားပြီဆိုရင်တော့အပေါ်ဆွဲပြီးတော့တင်ပြလိုက်မယ်။ဒီဘက်ကအပြာရောကိုရွေးပေးမယ်ပေါ့နော်။အပြာကိုရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကစိမ့်ဝင်မှဖြစ်တဲ့အတွက်ကိုလိုကစိမ့်လိုချင်လောက်ကိုတစ်ချက်ထောက်လိုက်မယ်။ တစ်ချက်ထောက်လိုက်တာနဲ့ကျွန်တော်ကကြာတင်မှုရအောင်မှတွက်ပြပြရဖြစ်တယ်ဒီမှာဆိုရင်ကိုပန်းနဲ့35ပြားပေါ့နော်ကျွန်တော်ကထိုင်းနိုင်ငံမှာဖြစ်တဲ့အတွက်ထိုင်းပန်းနဲ့ပဲပေါ်နေရပေါ့နော်ကိုနေလဲနိုင်ငံပေါ်မှုတည်ပြီးတော့မြွေကြီးကကွာသွားနိုင်တယ်စိတ်အေးတော့ကလည်းအနှဲငယ်ကွာသွားနိုင်တယ်ပေါ့နော်ဒီရောက်မှဆိုရင်ကိုလိုချင်တော့စိန်နေရနိုင်တယ်ပေါ့နော်ဒီမှာဆို136စိန်ဘောနက်က20နဲ့နှလုံးပေါ့နော်အားလုံးပေါင်း136လုံးရမယ်ကြာတင်မှုရ140ဖက်ပေါ့နော်ကိုဘလောက်လိုချင်တဲ့မှုတည်ပြီးတော့ကြာတင်မှုရလည်းပြောင်းသွားမှာ ဖြစ်ပါတယ်ကျွန်တော်ကလောလောဆယ်စင်ရအများကြီးမလိုလေဘူးဒီစကင်နီယာဝင်ပြီးတော့ဤတငယ်ချင်းတို့စင်ဝင်နီးတီအောင်လို့လားကျွန်တော်ပြရဖြစ်တဲ့အတွက်စင်15လုံးပဲဝယ်ပြမယ်ဒါဆိုရင်ကိုပန်းနဲ့35ပြားကြာတင်မယ်ပေါ့နော်โอเคဒါဆိုရင်ကိုကဒီကိုပန်းနဲ့35ပြားကြာတင်မယ်ဟာကိုထပ်ပြီးတော့အတီးပြူပူအတွက်အပေါ်ထပ်ဆွဲတင်ပေးမယ် ထပ်ဆွတင်မီရန်ကျွန်တော်တို့ကမွေးဘီလိုမျိုးပေးရှင်မယ်ပေါ့နော်ဒီမှာဆိုရင်2 money နဲ့ပေးရှင်လို့ရတယ်လို့ K plan နဲ့လည်းပေးရှင်လို့ရတယ်ဒီမှာ ban နဲ့လည်းပေးရှင်လို့ရတယ် visa card တွေနဲ့လည်းပေးရှင်လို့ရတယ်ဒီမှာဆိုရင် AIS နဲ့လည်းစိန်ဝယ်လို့ရတယ်လို့ဒီတက်နဲ့လည်းစိန်ဝယ်လို့ရတယ်ကျွန်တော်ရဲ့ဖုန်း single ကဒီတက်ဖြစ်တဲ့အတွက်ဒီတက်နဲ့စိန်ဝယ်ပြမယ်ပေါ့နော်တကယ်လို့ကိုက AIS card ဖြစ်တဲ့ဆိုရင် AIS ပတ်မှာနှိပ်ပြရမယ်တကယ်လို့ကိုယ့်ရဲ့ဖုန်း single ကဒီတက် card ဖြစ်တဲ့ဆိုရင်တော့ တီတက်ကတ်ကိုနှိပ်ပြရမှာပေါ့နော်ဒါကတော့ကျွန်တော်ထိုင်းမှာထိုင်းနိုင်ငံမှာတုံးပြူမဲ့ဖုန်းစင်ကတ်တွေဖြစ်တယ်ပေါ့နော်ကိုနေလဲနိုင်ငံပေါ်မူတည်ပြီးတော့စင်ကတ်အမျိုးအစားအရာလဲကွဲသွားနိုင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တီတက်ကတ်ကိုရွေးပြရတယ်အပေါ်ဆွဲတင်ပေးမယ်ဒီမှာဆိုရင်သူကအခုနောက်ကူပန်းနဲ့35ပြားပေါ့နော်တီတက်ကိုနှိမ့်လဲထားနေ7ဖြစ်သွားတယ်ပေါ့နော်နည်းနည်းလေးသူပေးဆောင်ရမယ်ဟာလေနည်းနည်းလေးကွာဟသွားတယ်ပေါ့နော်โอเคကျွန်တော်တို့ကဒါဆိုရင်အတီးပြဖို့အတွက်ဆိုရင်တော့အောက်မှာရှိတဲ့အပြာရောင်ကိုနှိမ့်ပေးမယ် နော်လွေး ID ရဲ့နာမည်ရဲ့ပြီးတော့ကြာတိမူရဲ့ဘောသူကပြတ်တော့တော့ပြထားပြီးရဲ့ဘောနော်ထပ်ပြီးတော့ပေးဆောင်မယ်ဂျာဂိုင်နှုံးနေဘောနော်အားလုံးပေါင်းမယ်ဆိုရင်7နဲ့80ပြား7.90ပြားဆိုရင်ကိုယ့်ရဲ့ဖုန်းစင်ခဲ့တဲ့မှာဆက်တပတ်တော့ရှိဖို့တော့လိုအပ်တယ်ပေါ့နော်။ဆိုရင်ကျွန်တော်တို့ကဝယ်မယ်အတီးပြုမယ်ဆိုရင်တော့အပြာရောင်းထပ်နေပြီမယ်။ ဒီနေရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်း single number ကိုရိုက်ထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ဖုန်း single number ကိုရိုက်ထည့်ပေးရမယ်ဖုန်း single ထဲမှာအနည်းဆုံးဖုန်းပေ7ဘတ်ရှိရမယ်ပေါ့နော်7ဘတ်ရှိမှလားသူကစိန်ဝယ်လို့ရမယ်ပေါ့နော်ဒါဆိုရင်ကိုယ်ဝယ်မဲ့ဖုန်း single number ကိုရိုက်ထည့်ပေးရမယ်ပေါ့နော်ကိုဝယ်မဲ့ဖုန်း single number ကိုရိုက်ထည့်ပြရနဲ့အောက်မှာရှိတဲ့အမှန်ကြီးလိုထပ်ချပေးမယ်။ဒီအရနဲ့ကျွန်တော်တို့ကအဒီပြိုးအတွက်အပြရန်အောင်ထပ်နေပေးမယ်ပေါ့နော်။ ဒီညမှာဆိုရင်တော့ကျွန်တော်တို့ဖုန်းစင်ကတ်တွေကို OTP နံပါတ်ကြလာမှာဖြစ်တယ်။အဲ့ဒီ OTP နံပါတ်ကိုဒီထဲမှာရက်ထည့်ပေးရမယ်ပေါ့နော်။ကြလာပြီပေါ့နော်ကျွန်တော်ရက်ထည့်ပေးမယ်။ဒါဆိုရင်ခဏလေးဆောင်းပေးမယ်ပေါ့နော်။သူအတီးပြူနေဖြစ်ပါတယ်။ Okay ဒါဆိုရင်အမှန်ကြီးဖြစ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဖုန်းစင်ကတ်တွေကနေရော ဖုန်းပေ7ဘန်းနဲ့90များဖြတ်သွားမယ်ကျွန်တော်တို့ရဲ့မိုဘိုင်းလိကျက်အကောင့်တွေကို55လုံးဖြည့်လာမှာဖြစ်ပါတယ်အခုနကျွန်တော်တို့ရဲ့မိုဘိုင်းလိကျက်အကောင့်တွေက60နဲ့6လုံးရှိရပါတော့အခု55လုံးနဲ့ဆိုရင်တော့ကျွန်တော်ကဘယ်လောက်ရှိသွားမလဲ60ကျော်သွားတာမဖြစ်နဲ့60နဲ့တလုံးရှိသွားမယ်ပေါ့နော်ခေတ္တဆိုရင်ကျွန်တော်တို့ကဝယ်ပြီးဖြစ်တဲ့အတွက်အပြင်တစ်ချက်ပြန်ထွက်လိုက်မယ် ဒါဆိုရင်တော့ဝယ်ယူခြင်းကအောင်မြင်တော့ဖြစ်ပါတယ်။ကိုယ့်ရဲ့ဖုန်းစင်ကတ်တွေကဖုန်းပေ7.90ပြား7.70နှုတ်တော့မှဖြစ်ပါတယ်။ကိုယ့်ရဲ့မိုဘိုင်းကြက်အကောင့်တွေကိုစိန်15လုံးထည့်ပေးမှဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ကစိန်15လုံးရောင်းမရောင်းကြည့်ဖို့အတွက်အပြင်တစ်ချက်ပြန်ထွက်မယ်။ပြီးရရင်ကျွန်တော်တို့ကမိုဘိုင်းကြက်တွေကိုဝင်လိုက်မယ်။ ုနမိုဘိုင်းလေးကြတဲ့မှာစိုင်46လုံးရှိရဲအခု55လုံးနဲ့ဆိုရင်တော့60နဲ့တလုံးဖြစ်တော့မယ်ပေါ့နော်โอเคဒါဆိုရင်60တလုံးဖြစ်သွားပြီဝယ်ယူခြင်းကမြန်လဲမြန်နေပေါ့နော်โอเคဒါဆိုရင်မိုဘိုင်းလေးချက်ကိုဘယ်လိုမျိုးကိုယ်တိုင်ကိုယ်ကြာစိန်ဝင်မယ် စိန်ဝင်တဲ့ခါမှာလည်းမွေးပေးရှင်တဲ့ခါမှာလည်းကိုယ့်ရဲ့ဖုန်းစင်ခဲ့တဲ့ဖုန်းပင်နဲ့ပဲပေးရှင်ရှင်နဲ့ဆိုရင်ဘယ်လိုမျိုးလုပ်ဆောင်အောင်မယ်ဆိုတော့ကျွန်တော်ပြန်လည်းမျှဝေပေးရှင်ဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေပါ